Florian Wurz ကိုလေးလူရှုခဲ့တာကြောင့် Liverpool ပရိသတ်တွေရဲ့ဒေါသထွက်ခြင်းခံရတဲ့ Mohamed Salah ပရိသတ်များရှင် Liverpool အသင်းရဲ့ပရိသတ်တွေက Frankfurt အသင်းကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ Mohamed Salah ရဲ့တကူကောင်းဆန်တဲ့ဆုံးဖြတ်ချက်အပေါ်မှာဝေဖန်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြပါတယ် ပရိသတ်ဒီအဲ့ဒီလိုမျိုးဒေါသထွက်ခဲ့ရတဲ့အကြောင်းရင်းကတော့ဆာလတ်ကအသင်းဖော် Florian Wurz ကိုဂိုးသွင်းနိုင်အောင်ဖန်တီးပေးရမယ့်အစားသူကိုယ်တိုင်ဂိုးရဖို့အတွက်ကိုပဲရွေးချယ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဆာလတ်ကဒီပွဲမှာပွဲထွက်လူစီရင်ကနေခြံလက်ခံခဲ့ရပြီးတော့အသေး၅ဂိုးတဂိုးနဲ့အနိုင်ရနေတဲ့အချိန်ပွဲပြီးဖို့16မိနစ်လောက်အလိုမှာမှလူစားဝင်ကစားခွင့်ရခဲ့တာပါ။လီဗာပူးအသင်းကဥဆောင်ကိုစပေးခဲ့ရပေမဲ့9မိနစ်အတွင်းမှာတဲ့ဟူဂိုအီကီတီကီ ဘာဂျေဘန်တိုင်းနဲ့ခိုနာဒေရိုရဲ့၃ဂိုးစတိုက်သွင်းယူမှုနဲ့အတူပွဲကို ပြန်လည်ပြီးတော့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာဆိုရင်တော့ဂိုဒီဂက်ပိုနဲ့ဒိုမီနစ်ဆိုဘစ်လိုင်းတို့ကပါဂိုးတွေသွင်းယူခဲ့တာကြောင့်နီပြစလော့ရဲ့အသင်းကအန်ဖီမှာမန်ယူအသင်းကိုရှုံးနိမ့်ခဲ့တဲ့ရှာလက်ဆိုးကနေရုံးထွက်ပြီးတော့ လေးဝဲစတိုက်ရှုံးပွဲမှတ်တမ်းကိုလည်းအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်တီအကြပြောစရာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကရှိခဲ့ပြန်ပါတယ်။ဆာလက်က United နဲ့ပွဲမှာခြေပါကိုလိုအပ်နေချိန်လူစားလေးခံခဲ့ရပြီးတော့ ဒီပွဲမှာလည်းပွဲထွက်ကစားခွင့်မရခဲ့ပါဘူးဒုတိယပိုင်း84မိနစ်ရောက်တော့မှ EKDK ရဲ့နေရာမှာလူစားဝင်ကစားခွင့်ရခဲ့ပြီးတော့မိနစ်90ပြည့်ကနေလောက်မှာ အသင်းဖော် was a drag ပထမဆုံးဂိုးရမယ့်အခြေအနေကိုဖန်တီးပေးဖို့အခွင့်အရေးကောင်းရခဲ့ပါတယ်ဒါပေမဲ့ဆာလတ်ကတော့ စီနီယာကစားသမားမပီသားခဲ့ပဲသူကိုယ်တိုင်ကိုရဖို့အတွက်သာစူးစမ်းခဲ့တာဖြစ်ပါတယ်။ဝါစကပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့မှာဗိုင်ယန်လီဗာဂူစင်အသင်းကနေပေါင်116တန်းနဲ့ပြောင်းရွှေ့လာပြီးတဲ့နောက်အသင်းမှာရုံးကန်နေရတာဖြစ်ပြီးတော့ခြေစွမ်းမပြနိုင်သေးတာကြောင့်မီဒီယာတွေနဲ့ဝေဖန်ရေးသမားတွေရဲ့ PR တန်ကိုတော်တော်လေးခံနေရတဲ့သူလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုတကူလောက်သွင်းလိုက်နိုင်ရင်တော့ဘာပဲဖြစ်ဖြစ်သူ့အတွက်ဖီအားအနေငယ်ရော့ကျသွားနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဆာလက်ကအဲ့ဒါကိုထင်မတွေးခဲ့ပဲလီဗာပူးပရိသတ်တီရာဆိုရှယ်မီဒီယာတွေအပေါ်မှာ အခုလိုပဲရေးသားပြောဆိုခဲ့ပါတယ်ပရိသတ်တူကဆာလက်သာအဲ့လောက်တကူကောင်းမဆန်ခဲ့ရင်အဲ့ဒါကဝါစီရဲ့ပထမဆုံးဂိုးဖြစ်လာမှာပါဝါစ်ကဂိုးရဖို့အရန်လိုအပ်နေတဲ့အနေအထားမှာဒီလိုရွေးချယ်မှုမျိုးကအင်မတန်ဆိုးရွားပါတယ်ဆိုပြီးတော့ရေးသားခဲ့ပါတယ် ဒါအပြင်မန်ယူနဲ့ပွဲတော့ကလည်းဆာလတ်ဒီလိုမျိုးပဲလုပ်ခဲ့တယ်။အဲဒီတော့ကဝါစနဲ့အီဆက်တို့ကအလွယ်လေးကိုသွင်းလို့ရနိုင်တဲ့အနေထားတွေမှာရှိနေတာကြောင့်သူကကိုရိုင်းသွင်းဖို့ပဲစူးစမ်းခဲ့ရလို့လည်းပြောဆိုခဲ့ပါတယ်။နောက်ထပ်တဦးကလည်းဆာလတ်နေနဲ့သူ့ရဲ့တကူကောင်းဆန်တဲ့အကျင့်စိုးကိုဖျောက်သိမ်းပါပြီ။ဒီညမှာပဲသူကိုဖန်တီးမှုနှစ်ကြိမ်လောက်အလွယ်လေးရနိုင်ခဲ့ရပါ။ဒါပေမဲ့သူကပေးလိုက်တဲ့နေရာမှာတောင်ကိုရိုင်းကန်သွင်းခဲ့ပါတယ်။ဒါမျိုးကမဖြစ်သင့်ပါဘူးဆိုပြီးတော့ရေးသားမှတ်ချက်ပေးခဲ့ပါတယ်။ ဒတိယပရိသတ်တဦးကတော့ဆာလာရဲ့တကူကောင်းဆန်တဲ့ပြုမှုကိုစိတ်ကုံနေပြီလို့ပြောဆိုလိုက်ပြီးတော့ဆာလတ်တွေနဲ့ဝါစီကိုအရှင်းကြီးဖန်တီးပေးလို့ရတာလို့လည်းပြောဆိုခဲ့ပါတယ်သူပရိသတ်တရားလေဆလာကိုခြံထားခဲ့မှရပါမယ်။သူအခွင့်အရေးတွေဖြုံးတီးတယ်၊လောဘကြီးတယ်၊တကူကောင်းဆန်တယ်၊ဝါစကိုပေးရမယ့်အခွင့်အရေးကိုလောဘကြောင့်မမြင်တော့တာပဲဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ဆလာကပြီးခဲ့တဲ့ရာသီမှာပြိုင်ပွဲဆုံး52ပွဲကစားပေးထားခဲ့ပြီးတော့ 34ကိုတွင်းယူကပြောရမယ်ဆိုရင်တော့23ကိုကိုဖန်တီးပေးနိုင်ခဲ့ရလဲဖြစ်ပါတယ်။စွမ်းဆောင်ရည်ခေါင်းနေတဲ့အတူလီဗာပူးအသင်းကို Premier League Champions ဆုခူးပေးရမှာ အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်ခဲ့ပြီးတော့ PFA တနစ်တာအကောင်းဆုံးကစားသမားစုကိုဆုခူးနိုင်ခဲ့ရလဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီရာသီစနေပွဲကစားပြီးတဲ့အချိန်မှာတော့ဆာလတ်ဟာ၃ကိုးတာတွင်းယူထားနိုင်ပြီးတော့၃ကိုးတာဖန်တီပေးနိုင်သေးတဲ့အတွက်အရင်နှစ်တည်းရဲ့ခြေစွန်းနဲ့ရှင်ရင်တိတိတတာကြဆင်းနေပါတယ်။ဒါအပြင်ဆာလတ်နေနဲ့ဗင်နေဒီယိုနေကန်သွင်းတဲ့ကိုထိမတွေ့ဘူးဆိုရင်တော့ဂိုးပေါက်ပြောင်းနေတာကလည်းဒီပွဲနဲ့ဆိုရင်တော့ရှစ်ပွဲစတိုင်းရှိပြီပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။